ချန်ပီယံလိစီမီဖိုင်နယ်ဒုတိယကြိုးကိုလွဲချော်ရဖို့ရှိနေတဲ့ PSG တိုက်စစ်မှုဒရန်ဘီလီချန်ပီယံလိစီမီဖိုင်နယ်ပထမကြိုးမှာအာဆင်နယ်ကိုနိုင်ရရှိခဲ့တဲ့ PSG တင်းရဲ့တောင်းပန်ကစားသမားဥစမန်ဒရန်ဘီလီရဲ့ဒဏ်ရာအခြေအနေနောက်ဆုံးရသတင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အမေရိကန်မှာကစားခဲ့တဲ့ဒီပွဲစဉ်မှာဒရန်ဘီလီဟာဒုတိယပိုင်းမှာကြွက်သားနာကျင်မှုကြောင့်လူစားလက်ခံခဲ့ရတာကိုတွေ့ခဲ့ရပါတယ်။ပွဲစပြီး၄မိနစ်ကြာမှာပဲအဖွင့်ကိုကိုသွင်းယူခဲ့ပြီးအတင်းကိုနိုင်ရရှိအောင်ဆွမ်းဆောင်ခဲ့တဲ့ဒီပြင်သစ်တိုက်စစ်မှုဟာဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့်ဒုတိယကြိုးပွဲစဉ်အတွက်စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါပေမဲ့ BG တင်းကတော့သူ့ရဲ့ဒဏ်ရာဟာကြီးကြီးမားမားမဟုတ်ဘူးလို့သတ်မှတ်နေပုံရပါတယ်။ပြင်သစ်တင်းဌာနရဲ့ပေါ်ပြချက်အရဒရမီဒီယာအခုရက်ပိုင်းမှာစစ်စစ်မှုခံယူမှာမဟုတ်ပဲသူ့ရဲ့ဒဏ်ရာချင်းတွေကိုရန်နိုင်ငံစောင့်ကြည့်သွားမယ်လို့သိရပါတယ်။ဗမ်ဘီလီယာ BG အတွက်33ဂိုးထိတွေ့ယူထားပြီးဒီနှစ်ချန်ပီယံလိမှာလည်း17ချိန်မြောက်ဂိုးပေါင်ဝင်ပတ်သက်မှုဖြစ်ကီလီယန်အမ်ဘာပေနဲ့အတင်းရဲ့တရားဒီအတွင်းဂိုးပေါင်ဝင်ပတ်သက်မှုအများဆုံးစံချိန်ကိုတွန်းညီစွာပိုင်ဆိုင်ထားပါတယ်။ပွဲပြီးမှဒမ်ဘီရီကိုတိုင်ကသူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးနည်းနည်းခံစားလိုက်ရတယ်ဒါပေမဲ့အဆင်ပြေတယ်လို့ပြောကြားခဲ့ပါတယ်။ ါပေမဲ့ပြည်ကြည်တင်းရဲ့နီးပြလိုးဝဲအန်ရီကတော့ဒုတိယကျောပွဲစဉ်အတွက်ဒရမ်လီပါဝင်နိုင်ဖို့မတိကျဘူးလို့ပြောကြားခဲ့ပါတယ်။ပြည်ကြည်အတင်းဟာချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကျောမတိုင်ရင်စနေနေ့မှာလီဂူဝမ်ပွဲစဉ်အဖြစ်ဆက်ထရာဘိုးနဲ့အဝေးခွင်းမှာချန်ပီယံရမှာဖြစ်ပြီးလီချန်ပီယံဆုကိုတော့ကြိုတင်ဆုကူထားပြီးဖြစ်ပါတယ်။အာဆင်နယ်ကလည်းပဲရီကိုမတော်ခင်စနေနေ့မှာပရီးမီးယားလိပွဲစဉ်အဖြစ်ဘုံမောက်ကိုအိမ်ခွင်းမှာလက်ခံကစားရမှာဖြစ်ပါတယ်။ဒါကြောင့်ဒရမ်လီရဲ့ဒဏ်ရာအခြေအနေဟာပြည်ကြည်အတွက်ရောအာဆင်နယ်အတွက်ပါရေးပါတဲ့အချက်ဖြစ်လာမှသိကြပါရစေ။ ဒုတိယကြော့ပွဲစဉ်မှာဒရမ်ဘီပါဝင်နိုင်မလားဆိုတာကိုဆက်လက်ဆောင်ကြည့်ကြွားရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမ